မွေးလို့အယောင်ဆောင်တတ်တဲ့ဘိုးကောင်လေးဒန်းပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါတဘာဝတရားကြီးထဲမှာအသက်ရှင်ရက်တီရေးအတွက်တလိမ့်ဆန်တွေဟာအမျိုးမျိုးသောထူးခြားတဲ့နီလန်းတွေကိုဖန်တီးတီထွင်အသုံးပြုနေကြပါသည်ဒါပေမဲ့ဒီထဲကမှတာမန်မျက်စိနဲ့ကြည့်ရင်ဘာမှမထူးခြားတဲ့ဘိုးကောင်လေးတကောင်ရဲ့ကာကွယ်ရေးနီလန်းကတော့တရုတ်ဆောင်ထူးကျွန်စုအကယ်ဒမီပေးချင်ရလောက်မယ်အမခန်းစရာကောင်းထွန်းလာပါသည် ဒါဟာပါလဲဆိုတော့သူ့ကိုသူအရွယ်စားပူကြည့်ပြီးအစိတ်ရှိတဲ့မွေးတကောင်အတွင်ကိုပြောင်းလေကဒါရရလိမ့်ဆန်တွေကို၆လန့်တက်တဲ့အန်အောပွေတရုပ်ဆောင်လှည့်စားမှုပဲဖြစ်ပါလိမ့်။ဒီလိုမျိုးမွေနဲ့တူအောင်အယောင်ဆောင်နိုင်တဲ့ပိုးမျိုးစိတ်ကတော့အမေဇုန်တောထဲမှာနေထိုင်တဲ့ Himiro Plants Stratolimus လို့ခေါ်တဲ့ဇီးကွက်ဖလံရဲ့တားလောင်ပိုးကောင်ပဲဖြစ်ပါလိမ့်။ပုံမှန်အချိန်မှာအရွက်ဒီပေါ်မှာအယောင်သွေးမိမ့်မိမ့်နဲ့ဖုံးကွယ်နေတဲ့ပေမယ့်အန်ရခုခုနဲ့ရင်ဆိုင်နေရပြီဆိုတာနဲ့သူ့ရဲ့ပထမအဦးဆုံးခံနာကိုအစိပ်ပိုင်းတွေကိုလေသွင်းပြီးတော့ဖောင်းကားလိုက်ပါလိ အဲဒီခါမှာချက်ချင်းဆိုသလိုကြီးမားရဲ့မျက်လုံးအစအပြောက်တင်နေဒရီဂန်ဘုံမွေကောင်းပုံစံတစ်ခုအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်ဒီဘိုးတုံးလုံးကောင်ဟာမွေပုံစံအသွင်ပြောင်းလိုက်တဲ့အခါမှာမွေကောင်းအထုရဲ့အောက်ဖက်ခြမ်းကိုဖော်ထုတ်ပြသလေးရှိပြီးအဲဒီနေရာမှာအမဲရောင်မျက်လုံးအစအပြောက်တစ်ခုကလေးပဲတကယ်မွေရဲ့မျက်လုံးနဲ့ခွဲမရအောင်ဆင်တူနေတတ်ပါရီပူပြီးအံ့ဩစရာကောင်းတာကဒီမွေရောင်ဆောင်ပူးလောက်လန်းလေးဟာသူ့ရဲ့အသွင်ပြင်ကိုပူမူတက်ဝင်အောင်လို့အသက်ရှူပေါက်တွေကနေလေကိုဆုပ်ယူပြီးခန္ဓာကိုယ်ကိုပူမူဖောင်းကားစေတဲ့အပြင် လဲ့လဲ့နေတဲ့မွေးတကောင်လိုမျိုးခန္ဓာကိုယ်ကိုတလုံလုံနဲ့ရွေလျားပြတာအန်နီရဲ့ဘေးမဲ့သားရဲကိုအဆွေနဲ့လှမ်းပြီးထိုးတော့မဲ့ပုံစံလှုပ်ပြတာမျိုးတွေပါလှုပ်ဆောင်တတ်ပါသေးတယ်အဲ့လိုမျိုးပိုးကောင်လေးကအယောင်ဆောင်တဲ့နီးပညာနီးပြူဟာကိုတော့ဘာသာပေရပညာအရဘေးရှင်းအတူယူမှုလို့ခေါ်ဆိုပြီးအန်ရမရှိတဲ့တတ္တဝါတစ်မျိုးကအန်ရရှိတဲ့တတ္တဝါတစ်မျိုးရဲ့ပုံပန်းတရံကိုအတူခိုးတယ်လို့ဆိုလိုပါရီအဲ့ဒီပိုးလောက်လန်းနေရဲ့ရန်သူတွေဖြစ်ကြတဲ့ငှက်တီးလိပ်ပြာစားတဲ့တတ္တဝါတွေဟာတိကိုင်းပေါ်မှာပိုးတုံးလုံးလေးရှိနေတဲ့အထင်နဲ့ပြေးပြီးတော့စားတဲ့အချိန် ဟန်ဆောင်ထားတဲ့အကြောက်စရာမွေကောင်းကြီးကိုမြင်ပြီးအလန်တကြားထွက်ပြေးကြရပါသည်အဲ့လိုနီးနေပဲဒီပိုးကောင်လေးဟာအစာအဖြစ်အစာမခံရပဲသူ့ရဲ့ဘဝတန်တရားကိုဆက်လက်ရှင်သန်နိုင်မှုအတွက်ကြိုးစားယုံကန်တာဖြစ်ပါသည်ဒီလိုမျိုးအန်အောပွဲအတွင်ပြောင်းလဲနိုင်စွမ်းကတညာရင်းနဲ့ဖြစ်ပေါ်လာတာမျိုးတော့မဟုတ်ပါဘူးဒီကောင်လေးတွေရဲ့စင်ကဲပြောင်းလဲမှုတွေဟာတန်ပေါင်းများစွာသောနှစ်များတစ်လျှောက်ရွေးချယ်မှုအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါသည်။မူလကဒီကောင်လေးဟာမွေနဲ့အနေငယ်ဆင်းတဲ့အယောင်ဆင်းနဲ့ပုံသဏ္ဍာန်ရှိတဲ့ပိုးမျိုးစားတွေဖြစ်ပြီ တာရရရဲ့ရန်ကနေလွတ်မြောက်ပြီးမြို့ပွားနိုင်ခြေပိုများခဲ့ပါသည်အဲဒီကနေတဲ့ဆင့်မျိုးဆက်ပေါင်းများစွာအကြောင်းမှာတော့အခုလိုမျိုးတကယ်မွေနဲ့ခွဲခြားရခက်လောက်အောင်စနေတကြအတူယူနိုင်စွမ်းရှိတဲ့ဘူးကောင်သားလောင်းနေအဖြစ်တဖြည်းဖြည်းပြောင်းလဲတူတက်လာခဲ့တာဖြစ်ပါသည်ဒီကောင်ကြီးရဲ့မွေရောင်ဆောင်ကားခွေရင်းနှီးစနစ်ဟာတဘာဝလောကကြီးရဲ့ဉာဏ်ပညာနဲ့အန်အိုးစရာကောင်းတဲ့ရှင်သန်နိုင်စွမ်းကိုပြသနေတဲ့အသက်တေတစ်ခုပါပဲ။ခန္ဓာကိုယ်အင်မတန်မှသေးငယ်ပေမဲ့လည်းသူ့ရဲ့ survival အတွက်အရွယ်အစားကြီးမားတဲ့ရန်သူတွေကို၆လက်မှုအတွက လှည့်စားတဲ့နီလန်းကိုအသုံးပြုနိုင်စွမ်းကတကယ်ပဲအမခန်းစရာဖြစ်ပြီးတဘာဝတရားကြီးရဲ့အနုပညာမြောက်တဲ့ဖန်တီးမှုတွေကတစ်ခုအဖြစ်ကျွန်တော်တို့ကိုအမြဲတမ်းစိတ်ဝင်စားစရာတွေပေးစွမ်းနေတာပဲဖြစ်ပါလိမ့်အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ဂျေဆုအများကြီးတင်ပါရခင်ဗျာ